တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်အစာရှောင်ဆူတောင်းခြင်းနဲ့ပတ်သက်တဲ့အ내အတိတ်ဘယ်ကိုလေ့လာကြရမှာဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့အင်မတန်မှနည်းနည်းလာတဲ့မိတ်ဆွေတော်မူချက်ဖြစ်တဲ့ဖြူစင်သောအရာတို့ကိုပွေးတော်အားမပေးကြနဲ့ ပလဲယရနာတို့ကိုဝက်တို့ရှိမှမချထားကြနဲ့ဆိုတဲ့စကားတော်နဲ့ပတ်သက်ပြီးတော့လဲလိလာကြရမှာဖြစ်တဲ့ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး6အခန်းငယ်73ကနေအခန်းငယ်34အထိနဲ့ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး9အခန်းငယ်1ကနေအခန်းငယ်14အထိကိုအခုလိုလိလာတင်ပြမှာဖြစ်ပါတယ်။ကိုရောရှင်ခရစ်တော်သင်ပေးလိုက်တဲ့အထနာတော်ရဲ့ဤကုန်းချုပ်ပိုင်းကလေးနဲ့ဒီနေ့တင်စီအပ်တော်တမန်ကျမ်းစီစဉ်ကိုအစပြုကြပါဦးစို့။ အပြစ်သွေးဆောင်ရသူမလိုက်မပါစေနဲ့ဆိုတာဟာစိစိစဉ်းစားရင်အပြစ်သားကျွန်တော်တို့လူတွေအားလုံးအာကုန်ဆောင်ထားရမယ်အချက်ပါအပြစ်တရားတွေမှာအသက်တာရှည်လျားတာနဲ့အမျှမျောလွင်းရင်းနေရတဲ့ကျွန်တော်တို့ဘဝအသက်တာကြီးကျွန်တော်အရှင်သခင်ဟာကဲတင်ပါရွေးလုတ်ပါလို့ထောက်ဆောင်ပါလို့ဆိုပြီးတော့အဖနာခံခြင်းပဲဖြစ်ပါလေမကောင်းသော အမှုရာဆိုတာဟာလေစာရမဏတ်ဆိုတဲ့တကူးကြီးလာတဲ့မိစ္ဆာမပြားရှင်ကြီးရဲ့ ဒီလောကကတတ်မဲ့ဖွယ်ဆွဲဆောင်မှုဒီမသမာမဖြောင့်မတ်တဲ့လမ်းကြောင်းတွေကိုဒီနေရာမှာဆိုလိုပါတယ်ဒီတော့တစ်ဖက်ကဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုအပြိုင်လိုက်ပြီးတော့လက်တန်ရှိရှိနဲ့အားပြန်နေတဲ့စာရမဏတ်ဟာလူသမိုင်းတစ်ခုလုံးအတွက်ရန်သူဆိုတဲ့အချက်ကိုကဘာဥကရေကကျွန်တော်တို့သိခဲ့ကြပါပြီဖတ်ပြီးရှင်းပြဖို့မလိုတော့ပါဘူးထိုမကောင်းသောအမှုအရာတွေကကဲနှုတ်ပါဆိုတာကိုအချင်းရှိသည်မမေ့စမ်းကျွန်တော်တို့တောက်လျှောက်နေကြရပါလိမ့်မယ် ကိုခုကိုအားကိုအစွမ်းထက်တိနေရတော့လွယ်လွယ်နဲ့ဒီစာရန်စီကနေလွမြောက်သေးမယ်လို့မထင်လိုက်ကြပါလိမ့်နေဖျားသခင်ကိုစတင်ယုံကြည်ကာစပရိသတ်တွေအဖို့ကောင်းငင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖအားအစချီတဲ့ခရစ်တော်သင်ပေးတဲ့ဆုတောင်းချက်ဟာအင်မတန်ထျောက်ပါတယ်ငြင်းကြမ်းတဲ့စိတ်နဲ့ညီတဲ့ရအရမှာကဖျားသခင်ကိုမျှော်ကြည့်ပြီးဆုတောင်းကြည့်ကြစမ်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်ရဲ့အမေခမရမှာ အတော်အဖက်ကြီးတဲ့အထိစုမတောင်းတတ်ခဲ့ရှာပါဘူးစင်းရဲတဲ့တောသူအညာကရဘဝကလေကက်လာရသူပါဒါပေမဲ့ဒီမိခင်ကြီးဟာဒီပတ္တနာတော်ကိုအလွတ်ရွတ်ဆိုရင်လည်းနောက်ပိုင်းကျမစုတောင်းခြင်းဟာအလွန်အရေးကြီးတဲ့ခရိယန်တို့ရဲ့ဝတ္တရားဆိုတာကိုသူသဘောပေါက်နားလည်ဖွားခဲ့ရှာပါတယ်ဘာဝတိကလေးတွေကိုစုတောင်းဖို့တုံသင်ရမှာလေပထမတော့ဟာရှေ့ဆုံးကသင်ခန်းစာဖြစ်တင်ပါလေအထူးသဖြင့်ခရစ်တော်တင်ပေးတဲ့စုတောင်းဖို့လို့ ပိုပြီးအလွတ်ရနေစေတဲ့နဲ့ပัฒနာတော်ဖြစ်ပါတယ်။စံပြဖြစ်တဲ့ဒီပัฒနာတော်ကို အလွတ်ရေရွတ်တက်ပြီးမှသူတို့လေးတွေအရွယ်အလိုက်တဆင့်ပြီးတဆင့်တက်ပြီးတော့ကျေးဇူးတော်တွေကိုချီးမွမ်းမှုတရားသခင်ရဲ့ရင်ဆိုင်ပြီးကိုယ့်ဘဝကိုဟိုပွင့်လင်းစွာပေါ်ပြပြီးအလူတော်ကိုဝန်ခံတတ်ဖို့ဆိုတဲ့အချက်တွေဟာစင်ကဲစင်ကဲတိုးတက်လာပါတယ်။နောက်ပိုင်းမှာတော့ရင့်ကျက်လာတဲ့အချိန်အတွေ့အကြုံတွေများလာတဲ့အခါမှာတော့ဘုရားခင်ဟာကျွန်တော်တို့ ိုတိုင်ကသူ့ကိုကိုနားလဲတယ်လို့ပြောဆိုဆက်ဆံတာကိုပို့ပြီးတော့ကြားနာလာခြင်းလိမ့်မယ်လို့ကျွန်တော်တင်ပြလိုပါတယ်။ပတနာတော်ကိုသွန်တင်မှုမပြုခင်ကလေးကခရစ်တော်ဟာကျွန်တော်တို့ကိုရင်သက်တဲ့ဝန်းကျင်မှာရင်းရဲနဲ့စိတ်ပေါ်ရင်းနဲ့ဆုတောင်းဖို့ပြောခဲ့တာကိုမမေ့ရပါဘူး။ဆုတောင်းတယ်ဆိုတာကလူသားနဲ့ဖခင်နဲ့အပြန်အလှန်လှုပ်တိုက်ချထားတဲ့စာစကားလို့တော့သဘောမထားပါဘူး။အတိအကကတော့ကိုရိုရှင်တံပါးကိုကြောက်သွားပြီးဝတ်ပြုဖို့ ဘာဖြစ်ပရဏမီစုပြစီဒါကြောင့်တခါတလေဆူတောင်းစည်းဝေးဆိုတာတွေမှာလူတွေများတိုင်းဝิญဉ်ခွန်အားရကြမှာရမယ်စိတ်ဓာတ်တွေအမျိုးမျိုးရောပြုံနေတဲ့ခန္ဓာဖြစ်တတ်တဲ့အတွေ့အစင်မတက်တော့ဆန်းလျက်နဲ့မလှမဖြစ်ကြရလေအောင်မိမိတူဦးချင်းအနန္တတကူရှင်စီမှာရှင်းကတိုးဝင်တတ်တဲ့ဒလိပုံမူစူးစားကျင့်သုံးကြပါလို့ကျွန်တော်ဖြစ်ဆွဲအကြံပြုလိုပါတယ်အစာရှောင်ခြင်းအတိတ်တည်းဆိုတဲ့အကြောင်းနဲ့ဆက်ရမယ်ဆိုရင်တော့ခရစ်တော်ကရှင်မသက်ခရစ်ဝင်ခန်းကြီး6 ရက်16နဲ့19မှာအခုလိုပေါ်ပြလာပါတယ်။ပင်တို့သည်အစာရှောင်ခြင်းအကျင့်ကိုကျင့်ကြသည့်အခါပြုတ်ဝဲသောသူတို့ဤသူမျက်နှာညှိုးငယ်ခြင်းမရှိကြနှင့်။ထိုသူတို့သည်မိမိတို့အစာရှောင်သည်ကိုသူများတို့ရှေ့မှချေရှားစေခြင်းကမိမိတို့မျက်နှာကိုခက်တတ်ကြ၏။ငါအမှန်အကန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။မျက်မှောက်ခေခရိယန်လေးအစာရှောင်ရတဲ့အကျင့်ကိုကျင့်သုံးကြတာအများကြီးတွေ့ရပါတယ်။တန်ဖိုးရှိပါတယ်။ဒါပေမဲ့ ဒါလည်းတစ်တော်ပြောသလိုသူရပြီကိုလိုအပ်တဲ့ကိစ္စတည်းရတော့ဟုတ်ပါဘုရားသခင်နဲ့ကျွန်ုပ်တို့တူးချင်းနဲ့ပြီးရန်ဆိုင်တဲ့ကိစ္စရပါကျင့်သုံးတိုက်တဲ့ကျင့်စဉ်တစ်ခုလို့တေယုတ်ဆရာအတော်များများက စတင်သဘောထားနေကြပါပြီကျွန်တော်ထောက်ခံပါတယ်ရှမာဖဲခရုရဲ့ခန်းကြီး6ငွေ78မထေရှားသောတင်တို့အဖရှိတော်၌ပါထေရှားစီခြင်းကခေါင်းကိုလင်းကြံလောမျက်နာကိုလည်းတစ်လော့ မထေရှားသောအရာကိုမြင်တော်မူသောတင်တို့အဖပြီအကျိုးကိုထေရှားစွာ ပြတော်မူလတံပိုက်ဆံဥစ္စာပစ္စည်းနှင့်ချမ်းသာခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဆက်ပြီးတော့ကျွန်တော်တင်ပြလိုပါတယ်။ကောင်းသောကိုင်းနဲ့ခုခေတ်မှာလူကြိုက်နေတယ်ဆိုတဲ့တရားဖြစ်ပါတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီး6အငယ်16မှ27အထိပန်ချေးပူရဖြစ်စည်း၍အခိုးထွင်းထုတ်ခိုးယူရာမြေကြီးပေါ်မှာပန်တာကိုမစီးဘူးကြနှင့် ။တန်ချီပိုးရမဖြက်စည်းရမခိုးမထင်းတော့မခိုးယူရကောင်းရင်ပုံစိတ်ပန္တာကူစီးပူကြလော့။အကြောင်းမူကားအချင်းအရ၌တင်တို့ပန္တာရှိထိုအရတို့တင်တို့စိတ်နှလုံးရောက်တတ်၏တဲ့။လူအများစုဟာငွေကြီးပန္တာ အကြောင်းဆက်ဆိုင်ပြီးတော့စကားပြော၏။ရုပ်ပစ္စည်းဆိုတဲ့အသိအဲ့ဒီအသိကြီးပေါ်မှာအခြေခံပြီးမှဒီစကားကိုပြောနေရှိကြ။အခုခရစ်တော်သင်ပေးတဲ့အတိုင်းဆိုရင်တော့ကောင်းမြင်ပုံနဲ့သက်ဆိုင်တဲ့ ပန္ဒာဆိုလာဟာအာဝင်လာပြီကျုပ်ပစ္စည်းသဘောမျိုးမဟုတ်တော့ပြီးတော့ဒါကိုဘယ်လိုလုပ်ကြမလဲဒီအတိတ်ပဲကရောဘယ်လိုကြီးဖြစ်နေတလဲရှင်းပါတယ်ဆွစ်ဇလန်ကဘန်ဒိုက်ထဲမှာထားပြီးတော့ငွေစည်းလက်ကျန်ဦးကြည့်ပြီးအတိတ်ပဲမရှိအရလာခံနေမဲ့အစားဘုရားသခင်ချစ်တဲ့လူသားတွေရဲ့ကောင်းကျိုးချမ်းသာတွေလူအပ်နေတဲ့မုံရက်တဲ့အလူတွေအတွက်ဒီငွေတွေကိုထုတ်ပြီးအသုံးပြုရမယ်ပေါ့သူတို့ဖြစ်အခုဖျားသခင်ရဲ့ကေတင်ချင်းတရားကိုကျဲဖြန့်ရတဲ့အချိန် ရသခင်ရဲ့အကြောင်းကိုမသိသေးတဲ့လူသားတွေအတွက်သိအောင်အမှုတော်ဆောင်လုပ်ငန်းတွေခါကိုယ့်ရဲ့လောကဘန္ဒာတွေကိုအဆုံးပြင်ရယ်ဆိုရင်ကောင်းကြီးနိုင်ငံတော်အတွက်ဘန္ဒာကိုစွဆောင်သိရှိတာပဲပေါ့အကယ်၍လောကဘန္ဒာမှာလေဆိုတော့ကျွန်တော်ပြောသလိုစိတ်ကိုယဉ်ပြီးတနေ့တနေ့ဘယ်လိုချမ်းသာရအောင်ငါလုပ်မလဲတိုးပွားအောင်အမြတ်အစွန်းနေရတဲ့ရအောင်လုပ်ရမလဲဆိုပြီးစဉ်းစားလေရင်တော့သူ့ရဲ့စိတ်ဟာစစ်စစ်ဘန္ဒာမှာပဲရောက်လို့ပါပေါ့အမှန်တော့ ိုယ့်ရဲ့လူအသက်တာဟာဘလောက်ကြာကြာမြဲပါဖို့လို့အေးကျွန်တော်မိတ်ဆွေတို့ရဲ့စိတ်အာယုန်တွေဟာကောင်းကင်နိုင်ငံတော်မှာရှေ့ပြန်ပါခြင်းနဲ့ငွေတုပ်တွေရှေ့ရွှေတုပ်တွေထဲမှာပဲမရောက်နေကြပါနဲ့လို့ခရစ်တော်ကပြောဆိုဆုံးမလိုက်တာပဲဖြစ်ပါလေယုတ်ပစ္စည်းများနဲ့ခရစ်တော်ကိုသိသောသူများဤဆက်ဆံဖို့အဲ့ဒီကောင်းစဉ်နဲ့ဆက်ပြီးတော့ကျွန်တော်ပြပြပေးရစီဟုတ်လောကဥစ္စာပစ္စည်းတွေမှာအစွဲအလန်းတွေမကြည့်ရဘူးဆိုတာနဲ့ပတ်သက်ပြီးခရစ်တော်ပြောဆိုခဲ့တဲ့စကားတချို့ ဆက်လက်ပြီးတော့ဒီအပိုင်းမှာဟောပြခြင်းပါတယ်။ရှင်မသက်ခရွင့်ခန်းကြီး6ငွေ26မိုးကောင်းကင်၌ကျင်လေကြသောဆက်များကိုကြည့်ရှုဆင်ရင်ကြလော့ထုံရက်တို့သည်မျိုးစေ့ကိုမဆိုင်မကျဲစဘာကိုမရိပ်ကြည်နိုင်မစုမသွင်းတို့တော်လေကောင်းကင်ဘုံငယ်ရှိတော်မူသောတင်တို့အဖသည်သူတို့ကိုကျွေးမွေးတော်မူ၏ထုံရက်တို့တဲ့တင်တို့သည်အလွန်မြတ်လီမဟုတ်လော့ဟုတ်တယ်ညက်တွေဘယ်၎င်းဆင့်ပြီးလေထော်နာခမည်းတော်ကြားဘူးလေ အချိန်ကြာရင်သူတို့ဘုစင်စားကြတာပဲမဟုတ်ဘူးလားတခုတော့ရှိပြီလူသားကိုတော့ဘုရားသခင်ကလောက်ကင်စားဖောက်ခိုင်းရဲ့အဝဝန်းကြောင်းဘုအတွက်တာဝန်လေးလေးပေးထားတယ်ဒါကြောင့်ကျွန်တော်တို့ဟာစောင်းချုံအိနီလူတော့လည်းမရဘူးလေကိုတာဘုတော့ကိုလုံအောင်ထင်းရတယ်ကိုမိသားစုကိုအဝန်းဝိုင်းအတွက်ဘုရားသခင်အလိုတော်အတိုင်းရှာရဖွေရတယ်ယုံကန်ရပါတယ်ဒါပေမဲ့ဒီလောကအဥ္စာပစ္စည်းတွေကကျွန်တော်တို့ရဲ့နှလုံးသားဘုကတော့ခီစီထွားမှုပြီး မနေတိုက်ခုမလေးရဘူးကျွန်တော်တို့ဟာကောင်းကြီးပြက်ပြည့်တဲ့အစာပေါင်းများစွာမြင့်မြတ်တဲ့လူသားတွေခုလိုပါရှင်မကဲခရုဟင်ကျန်ခန်းကြီး6ငယ်28ကိုဆက်ပြရစင်အဝုအဖို့၌အပေကြောင့်စိုးရိမ်ရသည်နီတောရင်းပင်တို့သည်အပေသို့သောအဖြစ်ကြီးပွားသည်ကိုစင်ချင်းအောင်းမိကြတော့ထိုအပင်တို့သည်အလုလဲမလုရှေဖြစ်စေခြင်းဟာမငြိမ်မဝေးအမတန်စလပါတဲ့ဥပမာလေးပဲဖြစ်ပါတယ်။ဂယ်လီလီဆိုတဲ့ဂါမီလဲပြည်ငယ်ဟာ ခရစ်တော်ရောက်ရှိနေတဲ့တောတောင်ဒေသမှာအမှန်တည်းဝီနေခြင်းဖြစ်ပါလိမ့်မယ်ခရစ်တော်ဟာလူသားများရဲ့စိတ်ပူပန်မှုတွေကိုနှင်းပန်းများကိုကြည်ပြီးနှင်းပန်းများရဲ့ဥပမာနဲ့စိတ်တက္ကရာကြီးရစီကြအကြောင်းအတွေ့ဆုံးမဩဝါဒပေးတယ်လို့ကျွန်တော်မြင်မိပါတယ်ကျွန်တော်တို့တွေအတွက်ဘဝအစားအတွက်ပေါ်ပြီးအသက်အဆန်းတွေပြည့်တိုင်းလူသားရဲ့သဘာဝအင်မတန်လှခြင်းပခြင်းရယူခြင်းရတယ်ဆိုတော့ကျွန်တော်တို့အသာအများသိပြီးသာဖြစ်ပါတယ် ခုမမဝနိုင်မဝယ်နိုင်ဘူးလို့အထင်သေးမှနှိမ့်ချမှာကိုလေသိပြီးတော့ကြောက်တတ်ကြတယ်တော်တော်ထူးဆန်းလေသူစိတ်ကတခြားသူတွေဘလောက်ပဲဗာကြီးဖြစ်နေနေခရစ်တော်ပြသတဲ့အမတရားကိုပို့ပြီးတော့စင်ကျင်ကြပါတန်ဖိုးထားကြပါနှလုံးသားရဲ့လှအပအတွက်ပို့ပြီးတော့ဂုံယူကြပါလို့ကျွန်တော်ပေါ်ပြောချင်ပါတယ်ဘုန်းကြီးသောရှောလမုန်လင်းကြီးအဝတ်သည်ထိုးအပင်တပင်မျှဤအဝတ်ကိုအမိဟုငါဆို၏ ခရစ်တော်ပေးတဲ့ဥပမာနော်နင်းမန်းလေးတွေရဲ့ဥပမာကျွန်တော်တို့လူသားတွေမြင်တယ်လို့မဟုတ်ဘူးခရစ်တော်ဟာသဘာဝအလှကိုမျက်နှာတက်တယ်တစ်ချိန်နဲ့မှာကျွန်တော်တို့ကိုလည်းလက်လာကပါတော့ရှိစီရှင်နာကိုဒီကျမ်းအရာကြီးစားပေးရှိရပါတယ်ဒါပေမဲ့အကျွေးကြလောက်အောင်တော့လည်းမဟုတ်ကြပါနဲ့မလှချင်ရပါနဲ့ကရားသခင်ပေးသမျှနေပဲကျေနဲ့ရောင်ရဲကြပါမှတ်စင်ကြပါလို့အကြံပေးလိုက်ပါစီရှမသက်ခရုလေးခန်းကြီး၆ငွေ30 ယုံကြည်အားနည်းသောသူတို့ယနေ့အသက်ရှင်လျက်မနေ့ပြန်မိဖို့တဲ့သို့ရောက်သောတောမြတ်ပင်ကိုကြားသခင်သည်ထိုသို့သောအဝတ်နှင့်ကုံစွမ်းတော်မူလျင်ထိုမြတ်မကတင်တို့ကိုအဝတ်နှင့်ကုံစွမ်းတော်မူမည်မဟုတ်လော။နေ့စဉ်အသက်တာအကဲ့ယိုယိုလေးကြည့်ရပါမြင့်မြင့်မြင့်လျက်ကြံစီကြပါ။ပူလောင်သောကတွေကိုရင်ထဲမှာမထားပါနဲ့လို့ခရစ်တော်ပြောချင်တာပဲဖြစ်ပါလေ။ရှင်မသက်ခရစ်ဝင်ခန်းကြီး6အငယ်33ကနေ34ဟာ ရှင်မသက်ခရွေခန်းကြီး6ရဲ့ဒီကုန်းမိုင်းဖြစ်ပါတယ်။တရားသခင်၏နိုင်ငံတော်နှင့်ဖြောက်မှတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့။နောက်မှထိုအရာများကိုထပ်၍ပြီးတော်မူနေတာ။ထို့ကြောင့်လက်ဖြံအဖို့အစိုးရင်ကြားနှင့်လက်ဖြံနေသည်မိမိအဖို့စိုးရင်လေးပြီးယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့အဖို့လောက်ပြီ။ညှက်ကလေးရှိတဲ့တောအုပ်ကိုမြက်ခင်းပြေမှဖြတ်ရလေတိုင်းကိုယ်တော်ရှင်ထံကဂရိတော်တွေကိုကျွန်တော်တို့၄စီတို့ ်တရိယနေကြဘုံလူလိရေလို့ကျွန်တော်ပြောလဲမာတယ်ရက်ဖြန်အတွက်လျားတော့စူးစင်းမြစိတ်မပူကြပါနဲ့မလိရကျွန်တော်တို့စိတ်ပူခဲ့တဲ့မလက်ဖြန်ကိုဒီကနေ့ကျွန်တော်တို့ရောက်ရှိနေပြီမဟုတ်လားမလိရကျွန်တော်တို့စိတ်ပူတဲ့မလက်ဖြန်ဆိုတာဒီကနေ့လေအဲဒီကနေ့ဖို့ကျွန်တော်တို့တိလျော်ဘလို့စာဖောက်နေခိုင်နေကြရပြီဟုတ်လားဘာပူစရာရှိတယ်ကဲဒီကနေ့ကျွန်တော်တို့ဆက်လက်လေ့လာဖို့အတွက်ရှင်မဖဲခရစ်ဝင်ကျမ်းအခန်းကြီး9ကိုရောက်လာပြီ ဒီအခန်းရဲ့အနှစ်ပါရကတော့ကယသခင်ရဲ့ပါရမီချင်းရင်တူးပေါ်မှာတူးလိုက်နာဆောင်စည်းသင့်တဲ့အချက်တွေသူတော်ကောင်းရောင်ဆောင်သူတွေအတွေ့သတိပေးချက်နဲ့အုံမြင့်ချခြင်းရဲ့သဘောတရားတွေဖြစ်ပါတယ်။သူတပားကိုအပြစ်မမြင်ရလေဆိုတဲ့တန်တန်းနဲ့ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9ကိုကျွန်တော်အစပြုပါမယ်။သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်းသူတပား၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းမပြုကြနှင့် သင်တို့သည်အကျင့်တရားအတိုင်းသူတစ်ပါးကို စီရင်ကြ၏ထိုတရားအတိုင်းစီရင်ခြင်းကိုခံရလိမ့်မည်ဒါဟာရှမသဲပြဝင်ကျမ်းအခန်းကြီး9ရဲ့အစပိုက်ဖြစ်ပါတယ်ဒီနေရာမှာစစ်ကြောဆုံးဖြတ်ခြင်းဆိုတဲ့ဝေါ်ဟာရဟာတော်ကြီးကျေပြန့်လာတယ်အတင်းချင်းပြောတာကအစတစ်ဖက်ဆုံးနဲ့အရင်ပွေမှားတာပက်ပက်ဆက်ဆက်ရှုံချတာစသဖြင့်ပေါ့ကျွန်တော်ကတော့တခြားလူတယောက်ရဲ့အတွင်းသဘောကိုကိုနားမလည်နိုင်မဲ့အရန် အပြစ်မတင်ကြလေနဲ့ဆိုတဲ့အဆုံးအမဖြစ်တယ်လို့အဘောပေါက်ခံယူပါတယ်။ဟုတ်ပါတယ်။ကျွန်တော်မြင်ရတာဟာဒုသာချင်းရဲ့အပြင်းထန်မှုသာဖြစ်တယ်။အသွေးစိတ်ဓာတ်ကိုဝင်ကြည့်လို့မရနိုင်ပါဘူး။ဘုရားသခင်ကိုတော်တိုင်ဟာကျွန်တော်ရဲ့အပြင်းထန်အပေါ်မှာကြည့်ပြီးတရားစီရင်တတ်တဲ့အခင်မဟုတ်ဘူး။ဒါကြောင့်သူတစ်ပါးကိုအယံသွားပြီးအပြစ်မပြောနဲ့။ဘုရားသခင်မကြိုက်ဘူးလို့ပြည်နေရမှာဆိုလိုပါတယ်။ဟေးငါဒီလူကိုအရေးစိုက်မနေနဲ့။ ဘသူမှအကောင်းပြောတဲ့လူမဟုတ်ဘူးလို့ဆုလက်ကနဲ့ဘသူမှအကောင်းမပြောတဲ့အဲ့ဒီလူကိုတိုင်ဟာတစ်လက်ခံရပြီလမ်းဘေးရောက်ပါပြီဒီသဘောပါပဲရှင်မသက်ခရမင်ချန်ခဏီပေါင်းလာကြတော့ကိုမျက်စိ၌ရှိသောတန်ခြင်းကိုမအောင်မေပဲညီကိုမျက်စိ၌ရှိသောမြောက်ငယ်ကိုအဲကြောင့်ကြည့်ရှုသည်လို့ဆိုထားပါတယ်တန်ခြင်းဆိုတာကအေယာမပတ်ကြီးတစ်ချောင်းကိုဆိုချင်တာဖြစ်ပါတယ်သူမရကိုအလွယ်အလွယ်လေး လိုက်ရှုံချပြီးအပြစ်တင်ရင်လည်းလူစိတ်ဟာအဲ့ဒီတန်ကျင်ပဲအဲ့ဒီတန်ကျင်ရှိနေသမျှကားကပလုံးကို့အပြစ်ကြီးကိုကိုသတိထားပါသူများရဲ့အပြစ်အသေးအဖွဲလေးကိုတော့စကားထဲမှာထက်ထက်မပြောကြပါနဲ့အနှိုးမထားကြပါနဲ့လို့ဆိုလိုပါတယ်ရှင်မဘဲခရစ်ဝင်ခန်းကြီးခொနေအငယ်၄နဲ့၅ကို့မျက်စိနှက်တန်ကျင်ရှိရနှင့်ပဲမြေကိုအားသင်ဤမျက်စိ၌ရှိသောမြောက်ငယ်ကိုထုတ်ပြရစေဟုအဘယ်သို့ဆိုသည်နည်း ပြုတ်ဝဲ့သောသူကိုမျက်စိ၌ရှိသောတန်ခြင်းကိုအရင်ထုတ်ပစ်လော့။နောက်မှညီအကိုမျက်စိ၌ရှိသောမြောက်ငယ်ကို ထုတ်ပစ်ခြင်းဟာရှင်းလင်းစွာမြင်ရလိမ့်မည်တဲ့။ဟုတ်တယ်။ကိုကိုကိုအပြစ်ကြီးတဲ့ကလွတ်အောင်အရင်ဦးဆုံးရှောင်ကြ။ပြီးတော့မှအဲ့ဒီလိုကိုကအပြစ်ရှင်းပြီဆိုမှရှင်းရှင်းလင်းလင်းရှိပြီဆိုမှသူတစ်ပါးရဲ့အပြစ်အပြစ်အဖွဲကိုကူညီပြီးတော့ဒီအပြစ်ကနေလွတ်ရလွတ်ချောင်းအတွက်သူ့ကိုထုတ်ပေးကူညီပေးကြလို့ဆုတင်ပါတယ်။ ပြီးတော့သူများရဲ့အပြစ်ကိုရှာတတ်တဲ့ခြေဝပြည့်စုံတဲ့အဆက်တပါမတီမင်းရဲ့အားနည်းနေတဲ့လူကိုဖျားသခင်စမှာပြန်ပြီးအခြေခံမအောင်ကိုယ့်အိမ်ကိုယ့်အားနဲ့ဝင်ရောက်ကူညီပြည့်စုံပေးဖို့ဟာအရေးကြီးတယ်အကျိုးကျေးဇူးကြီးတယ်ဆိုတာကိုလည်းဒီနေ့မှတည်ချင်အဖြစ်တစ်ဖက်ကလားဆုံးမတယ်လို့ကျွန်တော်ယူဆပါတယ်ဒါမှလည်းမှန်ကန်နဲ့လို့ရမုံမြတ်တဲ့စိတ်ကောင်ရှိတဲ့သူဆိုနိုင်မှာမဟုတ်လားစီရင်ချက်မချသင့်ဆိုတဲ့အပိုင်းမျိုးတော့ရှင်မသက်ခရစ်ဝင်ဂျန်ခန်းကြီးခုနှစ် အငယ်6နှစ်ပေါ်ပြထားပါတယ်ဖြူစင်သောအရာတို့ကိုဖွေးတို့အားမပေးကြနဲ့ပလဲရတနာတို့ကိုဝတ်တို့ရှိမှမချထားကြနဲ့တို့ပြုစီထိုအရာတို့ကိုကြော်ငင်း၍သင်တို့ကိုလှဲ့ရက်ကိုက်ဖြတ်ကြလိမ့်မည်ဒီကန္တကတော့ရှုပ်ထွေးတဲ့တုန်တင်ချက်အခုလို့ကျွန်တော်ဆိုချင်ပါတယ်ကျွန်တော်တို့တကယ်လဲရင်ဆိုင်နေရတဲ့ကန္တတစ်ခုပါရှုပ်ထွေးပါတယ်စိတ်စိတ်ငြင်းချင်းဟာရှင်နဲ့တူတယ်ဆိုတဲ့စကားကိုကျွန်တော် ဒီကြမ်းချက်ကိုဖျင်းနဲ့အမှတ်ရမိပါတယ်။မတန်တဲ့စကားကိုမတန်တဲ့လူတွေကိုဟောမပြောနဲ့။ကျွဲပါဆောင်တီးလို့ဖြစ်လိမ့်မယ်လို့ယူသိနေတယ်လို့ကျွန်တော်တော့ဒီကြမ်းနဲ့ပတ်သက်ပြီးအတိတ်ပဲပြညင်ပါလေ။တင့်လီမတင့်လီဆိုတာကိုတော့ကိုဖာသာကိုစင်စားဆင်ခြင်ကြပြီတော့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ခရစ်တော်ကလည်းဒီလိုမင်းတို့ကိုဖာသာကိုကိုဆင်ခြင်ပြီးတော့ဒီနေရာမှာဒီစကားကိုပြောတဲ့ပြောလိုက်တယ်ဆိုတာကိုတွေးခေါ်မျှော်မြင်ကြလို့ ြောဆိုဆုံးမတာနဲ့လေတူတယ်လို့ကျွန်တော်တစ်ဖက်ကလည်းတွေးပါတယ်ကျွန်တော်တငယ်ချင်းလွတ်တော်အမတ်တယောက်ဟာအရက်ဘလောက်တောက်သလဲဆိုရင်မူပီပြီးတော့တက်တိုင်အောက်မှာတောင်မှလဲရီသူများအိမ်ကိုလိုက်ပဲပို့ရတဲ့အစဲအကြီးဖြစ်ခဲ့ဘူးပါလေနောက်တော့ကဲသခင်ကျေးဇူးတော်ကြောင့်ဒီအောက်လွတ်တော်အမတ်ဟာအရက်လုံးဝပြတ်သွားပြီးတော့ဒူးဒူးကတကယ်ယုံကြည်အားကိုးရတဲ့ကောင်းဆောင်ဘဝကိုတန်လဲရောက်ခဲ့ဘူးပါလေတနည်းတော့ဒီနယ်လွတ်တော်တစ်ခုမှာအောက်ကတခြားတယောက်ကပြောင်းချိုကျော်နဲ့ ထပြီးမစီမဆိုင်အခုကျွန်တော်တို့ရဲ့တက်တော်ပုစလေအမတ်မင်းကြီးသိခါရဆရာတော်ကြီးရတော့တရားဟောဖို့လူပြီလို့ထင်ပါတယ်တရားဟောပြီးဖို့လေကျွန်တော်မြစ်တာရက်ခံပါတယ်ဆိုပြီးတော့ပြောတော့တခန်းလုံးကဝိုင်းပြီးဟားကြတယ်ကေအဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းအဲ့ဒီအမတ်ကထပြီးတော့ sorry ပဲခင်ဗျာကျွန်တော်ဟာတရားဟောတတ်တဲ့အဆင့်မရှိပါဘူးဒါပေမဲ့ခရစ်တော်ကတော့ပလဲယရနာတို့ကိုဘွတ်တို့ရှိမှမချမထားနှင်ဆိုပြီးတော့ပြောခဲ့ပါတယ်ခင်ဗျာလို့တုံ့ပြန်တော့မှအကုန်လုံးကြက်သေးသေးပြီးတော့ ငိုင်ပြီးတော့ဆင်းသွားကြပါတယ်လူမိုက်တယောက်ရဲ့ခန်းစားရတဲ့ကဲတင်ရှင်စုကျေစုအဟောဟာမနှောက်မပြောင်းကြပါလေမခွဲမရမလုပ်ကြပါနဲ့လို့ဒီမိတ်ဆွေကြီးကတရားဟောလိုက်ကြပဲဖြစ်ပါတယ်သူ့ပြိပတ်ကိုတမင်သိမ့်ပြီးတော့ပြောလိုက်တာဟုတ်ပါခရိယန်ရဲ့အရာရှိတယောက်ကိုလည်းတမ္မာရဲ့ဒုစရိုက်ဂိုင်းကြီးကိုဖြိုခွင်းအပြီးမှာအဖမ်းခံလိုက်ရတဲ့တရားခံတွေကနေပြီးတော့အချုပ်တန်းလေးဥရောက်တော့ကျွန်တော်တို့တရားဟောပါဆိုပြီးတော့တောင်းဆိုလာပါတယ် ူတို့ရဲ့အဖန်နဲ့မြက်ကပေးမှာ မလေးမခန့်တဲ့ရွက်ထိုးတို့လိုပုံစံရှိနေပုံရတဲ့အတွက်ဒီရဲရရှိဟာဘုရားသခင်ရဲ့အကြောင်းကိုပြောပြခြင်းမိမိတမင်မပြောလဲရင်ရင်ခဲ့တယ်လို့ကျွန်တော်ကြားမှုပါလေကျွန်တော်ဟာဓမ္မဆရာတယောက်ပါဒါပေမဲ့ဒီလူတွေရဲ့သဘောထားကိုလက်ခံသင့်သလားလက်ခံလိုပါလေဒီရဲ့ချက်တွေ့ကိုလေထောက်ခံနေပါလေလူအဖွဲ့အစည်းမှာဝက်ကီပွေးတယ်လို့ဘဝအစ်စ်ဖာရဆိုတာဘာလဲကေတီယေစုဂျေစုဆိုတာဟာလေ ဘာလဲဆိုတာဘူးငားလဲမလဲဘူးငားလဲအဝေးဘာမှမကြိုးစားဘူးအပြစ်ဗီဒီယိုကြည့်မှသာရင်းတဲ့လစ်ပြီးဖြစ်စီနိုင်ဖြစ်ကြတဲ့ပြဿနာတွေအများကြီးရှိနေပါတယ်တခါတလေမှသူတို့ကြောင့်ဘုရားသခင်ရဲ့ဘုန်းတော်ဟာမချင်ရှားစေတဲ့အပြင်အသရေရုပ်ရော့ရော့ပါကွာစေတတ်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကဒီလိုသမာကျမ်းစာကိုအနက်ဖွင့်လိုက်တော့ခရစ်တော်ရဲ့မေတ္တာနဲ့ဆန့်ကျင်ရာရောက်နေမယ်လို့လည်းကျွန်တော်တစ်ခါပြီးပြီးစိတ်ထဲမှာခံစားမိပါတယ် ဒါပေမဲ့ရှေ့ကိုဆက်ပြီးကြည့်ကြရအောင် အခက်အခဲများပေါ်သောအခါဆူတောင်းအဖြေရှာဆိုတဲ့အချက်နဲ့အခုဆက်ရပါလိမ့်မယ်ကိုကရမယ်ကျမ်းကတော့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်9နဲ့10ဖြစ်ပါတယ်တောင်းကြလို့တောင်းရင်ရမည်ရှာကြလို့ရှာရင်ပြည့်မည်တကားကိုခောက်ကြလို့ခောက်ရင်ဖွင့်မည်တောင်းသောသူမြည်ဒီကရ၏ရှာသောသူလည်းပြည့်၏ခောက်သောသူအားလည်းတကားကိုဖွင့်၏ ဒီကနေ့လူအဖွဲ့အစည်းဟာရှိကလို့မဟုတ်ပါဘူး။ကမ္ဘာလူကြီးဟာပောက်ကွဲတိုးတက်နေတယ်။ငင်းချမ်းတဲ့ကမ္ဘာငင်းချမ်းတဲ့ဝန်ကျင်မဟုတ်ဘူး။ဒီတော့ဒီလိုလူအဖွဲ့အစည်းတွေမှာဘုရားသခင်ရဲ့ကယ်တင်ခြင်းကြီးစုကိုလူသားတွေအကုန်ခံစားရရှိဖို့ကျွန်တော်တို့ဘယ်လိုကြိုးပမ်းရမလဲ။ကျွန်တော်ရဲ့ဘဝဟာသုခင်တစ်လက်၊ဒင်းစီတစ်လက်လမ်းပေါ်မှာရှောက်သွားနေရတယ်။လူကောင်းနေနဲ့တွေ့ရလူလူမိုက်တွေနဲ့လည်းတွေ့ရတယ်၊ရှင်ရတယ်။စိတ်တွေမလိုအပ်ဖဲနဲ့လည်း တိုးရတဲ့အချိန်ရင်ယောက်များစွာရှိတယ်။ကလင်ကကြက်တွေနှိမ့်ဆက်လို့ဒုက္ခရောက်ရတာလည်းခဏခဏပဲ။စောစောကအမတ်မင်းလို့ရဲအရာရှိလို့ကြုံရတဲ့ပြဿနာမျိုးတွေလေကြုံနေသူတို့ကြုံနေကြရသေးတယ်။ကို့အမှန်တရားနဲ့ကိုကို့အရေးချင်းနဲ့ကိုတောင်မှစိတ်ရည်နေရတဲ့လောကကြီးထဲမှာခက်ပေါက်ရှိတယ်ဆိုတာဟာအခုခရစ်တော်ကကြိုပြီးသိထားလို့သင်ပေးတာကတော့ဆုတောင်းကြပါ။သူ့ကိုတကားခောက်ကြပါ။သူ့ကိုရှာကြပါ။ခရစ်တော်အဲ့ဒီကိုသင်ပေးနေပါတယ်။ ။ဓမ္မအမှုတော်ဆောင်တယုတ်ဆရာဘုရားဟာကျွန်တော်အသက်ဆက်ဆယ်ကျော်အမှုထမ်းခဲ့ပူပါတယ်။အသင်းတော်ကိုကျွန်တော်ပတ်စကားနဲ့ကိုဝိုင်းရီနိုင်ရီဘွဲ့ခြေလျင်ဆိုရင်တနာယီခွဲလောက်နန်းလျှောက်သွားရပါတယ်။အဲ့ဒီလိုအသင်းတော်ကိုသွားတဲ့အချိန်မှာအဲ့ဒီလန်ခကြီးဟာကျွန်တော်ဘီရင်ခေါ်အားကိုတောင်းလျှောက်ပြီးမှလျှောက်သွားရတဲ့ချိန်အပိုင်းအခြားပဲဖြစ်ပါတယ်။ဒီနေ့အသင်းတော်အဖွဲ့အစည်းကအစလူအဖွဲ့အစည်းတွေမှာပြဿနာတွေဟာပြားသခင်မပါဘဲနဲ့တော့ဘယ်တော့မှရှင်းလို့မရနိုင်ဘူးဆိုတာဟာ ကြာလေထေရှားလာလီကြီးပဲဖြစ်နေလို့အသင်းတော်ကိုကြားသခင်ရဲ့အရေးကိုခိုလုံးပြီးတော့ရှောက်သွားရခြင်းဖြစ်ပါတယ်အခုခေတ်ဆိုပြီးပြောတော့တမန်တော်ကြီးစင်ပေါ်လူကရင်မလားတော့မသိဘူးတမန်တော်ဝတ္ထုအခန်းကြီးကငယ်တစ်ကဆက်တဲ့အတွင်းပါလေအာလနိနေရှပီရီလေမယားလိုအသင်းတော်ရှိဖျားတဲ့ရှိမှလင်းငွန်းတဲ့လူတွေရှိခဲ့တဲ့အကြောင်းနဲ့ဒီလိုလင်းလေလှည့်ပြားတဲ့လူတွေဟာမိကုံးမလှတဲ့အကြောင်းတွေကိုကျွန်တော် ဖတ်ရဘူးမြင်ချင်ပါတယ်။ဒါကြောင့်ဝိညာဉ်စိတ်သဘောကိုလီဒါရီမှာအတိအကျစောကျော်ဆုံးဖြတ်ဖို့ပြိပြီးတော့ခက်ခဲပါတယ်။ကဲ၍မိတ်ဆွေတို့ဟာဘုရားသခင်ကို အမှန်တကယ်ယုံကြည်ကိုးကွယ်ပါမယ်လို့ဆုံးဖြတ်ပြီးရေကိုလှုပ်ရမယ်အလို့ကိုဝင်လှုပ်ရမယ်အလို့ကိုထမ်းရမယ်ခြေလှမ်းတိုင်းကိုဆူတောင်းပြီးမှစတင်ကြပါဘယ်တော့မှမမှားနိုင်ဘူးလို့ကြံပေးလိုက်ပါစေ။နောက်ထပ်တွေ့ရမယ်ကြမ်းပိုက်ကတော့ဒီလိုအခက်အခဲများကိုကြော်လွှားနိုင်ဖို့အတွက် သူ့ကိုချစ်ခင်ယုံကြည်သူများကိုဘုရားသခင်ကူညီဖေးမမယ်ဆိုတဲ့အချက်ပါပဲရှမသဲခရစ်ဝင်ကျမ်းခန်းကြီး9ငယ်9အနေ17အတွင်းမှာတွေ့ရပါလိမ့်လေသားစီမုံကိုတောင်းရင်မိမိသားအားကြောက်ကိုပေးနေသူငါးကိုတောင်းနေငွေကိုပေးနေသူဇုံတယောက်တင်းတို့တွေရှိတယ်လို့တင်းတို့ဒီအဆိုးဖြစ်ရပေကိုသားတို့အားကောင်းသောအရာကိုပေးတတ်စီထိုမြတ်မကကောင်းငင်ဘုံ၌ရှိတော်မူသောတင်းတို့အဖပင်စွတ်တောင်းသောသူအား ကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်လောအဲ့ဒီလိုဖခင်မြတ်တာဥပမာနဲ့ကိုတော်ကကျွန်တော်တို့ကိုဂရိပြုပါတယ်နောက်ထပ်ကြားရတဲ့ချက်ကတော့ရွှေဥပရိဖတစ်ခုပါတယ်တင်တို့သည်ကိုလိုက်သူတစ်ပါးပြုစီလို့တပြတ်တိုင်းသူတစ်ပါး၌ပြုကြလောဤတညကဤညတိကျမ်းဟိအနာဂတ်တိကျမ်းတို့ဤချုပ်ချပေးဖြစ်တည်းဒီတော့ဒီအချက်ဟာဆိုတဲ့ရွှေဥပရိဖလို့အမြင်တိုက်ဟုလားရောကကဘာပေါ်မှာအပြစ်သားခြင်းအတူတူကိုက ခရစ်တော်ကိုစိတ်ကကိုးကွယ်တယ်။ကျမ်းမခင်စီကထာဝရအသက် အာမခံချက်ကိုရရှိထားတယ်။ကိုဟာတပါးသူဘသူအပေါ်မှာဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေစာနာတရားဆိုတာကိုတော့ဟာကိုထားရလိမ့်မယ်။ဘသူသေးသေးငတိမာပြီးရောဆိုတဲ့သဘောမျိုးထားလို့မရတော့ဒါဟာရှေးခေတ်ကလေးကတီးရှိခဲ့တဲ့နှုတ်ကပတ်တော်ကိုအချင်းချင်းပြလိုက်တာပဲလို့ကျွန်တော်ဒီနေရာမှာဆိုချင်ပါတယ်။တခုတော့ရှိတယ်နော်။ဒီဒေသနာကိုပြည့်မီအောင်စံပြပြအောင်ကျင့်ဟိုင်ပါတယ်လို့တော့ အလွယ်တကြီးတဲ့ရုံလို့တောင်းမှမပြောနေဒီရွှေဥပဒေစကိုကျင့်ဆောင်နိုင်ဖို့အတွက်စုတောင်းရနိုင်မယ်ကျိုးပန်းပြီးတော့ကြားကတဲ့ရှိတဲ့နေရာမှာကြွားပြီးတကားခောက်ပါခရစ်တော်ကို ရှာဖွေကြပါလာရဇာနှစ်ပွဲဆိုတဲ့အချက်ကိုရှင်မသဲခရစ်ဝင်ကျခန်းကြီးခုနှစ်ငယ်ဆက်ပုံးနဲ့ဆလေးမှာအခုလို့တွေ့ရပြန်ပါလေကျင်းသောတကားကိုဝေ့ကြလောပြည့်စည်ခြင်းသို့ရောက်သောလမ်းဟဲ့တကားသည်ကေဝန်သည်ဖြစ်ဝင်သောသူတို့သည်များကြ၏ အသက်ရှင်ရှင်သို့ရောက်သောလမ်းနှင့်တကားသည်အလွန်ကြင်းမြောင်းသည်ဖြစ်၍တွေ့ဝင်သောသူတို့သည်လဲကြ၏ခရစ်တော်ကလမ်းနှစ်ခု၏ပုံပန်းကိုပေါ်ပြတာဟာအင်မတန်ရှင်းလင်းတဲ့ဥပမာပါပဲဝီလီလေသမားတွေပိတ်အားကောင်းပြီးပျော်ပျော်ဤရှောက်ဝင်နေတဲ့လမ်းကြီးဟာကျဲတယ်တကားကြီးကလည်းဝင်းကျင်စရာကောင်းလောက်အောင်ပဲဆဲဆောင်မှုအပြည့်ရှိတယ်ဒါပေမဲ့အတွင်းလဲကိုရောက်ပြီးရင်တော့ကိုပရိသတ်နဲ့ကိုပိတ်နေတဲ့ပဲမွန်းချက်ပြီးတော့ပျက်စီးကုန်ကြလိမ့်မယ် ။မှွေးကြိမ်ခဲ့တဲ့အနံ့တွေ၊ပဲကြီးကြိုက်စီးစိမ်တွေဟာအပြင်းပြန်မထွက်နိုင်အောင်ချိတ်ထားလို့ power of pleading မှာညှစ်သွားကြရလိမ့်မယ်။ခရစ်တော်ရဲ့လမ်းကြောင်းကတော့လူအကြိုက်နဲ့လူစီရင်ကတော့ပိတ်မကိုက်ဘူး။အခုတောင်ပေါ်ဒေသနာရဲ့အနက်လိုပဲခက်ခဲတယ်၊လက်ရှိုင်းနေအကျွာဝါအစင်းတစားတွေနဲ့မဟုတ်ပဲငောင်သားစိတ်နဲ့ဂေါငုံဝင်ရောက်ရတဲ့ကြင်းမြောင်းတဲ့လမ်းကလေးပဲဖြစ်တယ်။စွန့်လွတ်ရမှုတွေလည်းအတော်အတန်ရှိတယ်။ချုပ်ထင်းမျိုးသိရတာတွေလည်းအများကြီးရှိမယ်။ ရက်ခုတ်ဩဘာသံဒီနဲ့လူအခြေမကြီးတဲ့လမ်းကြီးကလေးအဝေဝကြီးကြီးကလေးလို့ဆိုနိုင်ပါတယ်ဒီနေရာမှာလဲဆိုလဲထားပါတယ်ဒါပေမဲ့ခရစ်တော်ကတော့အဲ့ဒီလမ်းကြီးကလေးအကြောင်းကိုပြောရပါငါဗီလမ်းခရီးဖြစ်ဤတမာတရားလဲဖြစ်အသက်လဲဖြစ်လို့ဆိုထားပါတယ်ဒီလမ်းအတိမှာတော့ရင်းချင်ချင်းပန်ယောင်ဝပြောခြင်းနဲ့ထာဝရအသက်ကဆောက်ဖြော်နေပါတယ်အထင်းရောက်ပြီးမှ ငယ်ရန်ပါအောင်អော်ပြီးပြန်ပြီးခတ်ရှင်စီရအကြောင်းဘာမှမရှိတိုင်းရှင်ရောခရစ်ခန်းကြီး30အငယ်30မှာဆိုထားတယ်လို့တိုးတို့သည်အသက်လူယုံမြမကသူတို့ဖြစ်အသက်နှင့်ပြည့်စုံကြီးကဘာလာတည်းပိုရင်းကြီးဖြစ်တော်မူတဲ့ခရစ်တော်ကတိုးဆိုတဲ့ကျွန်တော်တို့ကိုကြည်ယွန်းတဲ့စကားပါအသက်မသေယုံမကပါဘူးခြေဝပြည့်စုံခြင်းတို့ရောက်ရလန့်တဲ့ခရစ်တော်ဟာမြေပေါ်မှာလူစားတီကိုခံယူပြီးဆင့်သွဲ့ခဲ့ခြင်းဖြစ်ပါတယ် ခရစ်တော်ကိုယေစီးကြောင်းတစ်ခုနဲ့ခိုင်နိုင်မည်ဆိုရင်လေယေဇကျေလအနာဂတ်ကျမ်းတစ်ခန်းကြီး58မှာတွေ့ရတယ်ယေစီးကြောင်းနဲ့တရံတူပါတယ်စတင်စီးစင်ရအရက်ကတော့ပြားသခင်ရဲ့ပလင်တော်အောက်ကနေပြီးကျင်းအင်္ဂလီဖြစ်ပါတယ်နောက်ပိုင်းမှာတော့အင်မတန်ကြေပြိုးတဲ့ညီကြီးတစ်ခုဖြစ်သွားတယ်လို့ယေဇကျေလကဟောကိန်းကြီးထုတ်ခဲ့ပါတယ်ခရစ်တော်ရဲ့လှုပ်လိုက်ပြားသခင်ရဲ့ပါသမီတွေရဲ့ဘဝလမ်းကြောင်းဟာလူကြိုက်တော့အိတ်များကြီးပန်ပြားမယ်ဒါပေမဲ့ အစင်တဆိုင်အသက်ရှင်တဲ့လားကျော်ဝပြည့်စုံတဲ့သာဝရအသက်လမ်းဖြစ်ပါတယ်တနေ့ကိုတနေ့မင်္ဂလာစုကျေးဇူးများနဲ့ကြိုးစားရတဲ့လမ်းကျေးဇူးတော်အပေါင်းနဲ့ခါညောင်းတဲ့လမ်းခရီးဖြစ်တဲ့အတွေ့ကျွန်တော်လူသားတွေမှာတဲ့ရှောက်စလန်းဝင်ရောက်တဲ့လမ်းတခြားဘယ်မှမမတွေ့ရှိနိုင်ပါကြောင်းဒီကနေ့အဖို့ပေါ်ပြလိုက်ရပါလိမ့်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာဖះရှင်ရဲ့နှုတ်ကပတ်တော်များခရီးဟန်တမချန်းရဲ့တမသစ်ကျမ်းမိုင်းတွေကရှင်မာတဲ့ခရစ်ဝင်ကျမ်းခန်းကြီးခုနဲ့ အခန်းငယ်15ကနေအခန်းငယ်29အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်။